မင်္ဂလာပါရှင်ဇီယိုမြို့တော်မှာပြန်လည်ကြိုဆိုပါရရှင်။နာကျင်မှုများနဲ့ပြည်နေသောကဘာကြီးစီတို့ဖျားနိုင်ငယ်တော်ဤတကိုးတော်လွာမိုးချင်းဆိုတဲ့ကောင်းစဉ်နဲ့ကျမတို့အတူတကွာဆွေးနွေးကြရအောင်။ရှင်ရဟန်ခန်းကြီး78အခန်းငယ်36ကိုတူတကွာကြည့်ရအောင်။ယေရှုက ငါဤနိုင်ငံသည်ဤလောကနှင့်မဆက်ဆံငါဤနိုင်ငံသည်ဤလောကနှင့်ဆက်ဆံနေငါသည်ယူရလူတို့လက်သို့မရောက်စေခြင်းကငါဤလူတို့သည်တိုက်လန်ကြလိမ့်မည်ယခုမူကားငါဤနိုင်ငံသည်ဤဒေတာအရက်နှင့်မဆက်ဆံဟုမိန်တော်မူ၏ဟာလေလုယာယေရှုကသူ့ကိုယ်သူဘယင်အဖြစ်ကြောညာတော့အခါ ဂျူးလူမျိုးတွေကယေရှုကိုအပြစ်တင်ကြတယ်။ယောဟန်ခန်းကြီး16အခန်းငယ်35မှာဖိလက်မင်းကငါသည်ယူရလူဖြစ်တယ်လို့တင်းဤလူမျိုးနည်းတကွယေဘရဲအကြီးတို့သည်တင့်ကိုငါ၌အကြပြီးတင်းသည်အဘယ်သို့ပြုသည်နည်းဟုမေးလျင်ယေရှုကငါ၏နိုင်ငံသည် ဤလောကနှင့်မဆက်ဆိုင်ဟုဖြေကြ၏ထို့သို့ဖြေကြတဲ့အခါမှာဖိလမင်းကအယံအံ့အားတင်သွားတယ်။အံ့အားတင်ပြီးတော့ယေရှုရဲ့တုံ့ပြန်မှုကိုစဉ်းစားလို့မရတော့ဒါဆိုရင်မင်းကဘယင်ဖြစ်သလားဘလို့ဘယင်မျိုးဖြစ်တာလဲလို့ယေရှုကိုပြန်ပြီးတော့မေးခွန်းထုတ်ပြီးရှင်းပြခိုင်းတယ်။ယေရှုကပြောလိုက်ဟုတ်တယ်ငါကဘယင်ဖြစ်တယ်ဟာလေလုယာ ထိုအရာကိုတတိခံဖို့တွေ့ငါဟာဒီလောကကပါပေါ်မှာမွေးဖွားခြင်းကိုခံယူတာဖြစ်တယ်လို့ပြန်ဖြေခဲ့တာဖြစ်တယ်။အဲ့ဒီတန်းချက်ကိုယောဟန်၁၈အခန်းငယ်39မှာပကြည်ရအောင်။ဖိလက်မင်းကလည်းတို့ဖြစ်ရင်တင်သည်ရှင်ဘရင်မန်တလောဟုမေးတော်ယေရှုကမင်းကြီးမေးသည့်အတိုင်းငါသည်ရှင်ဘရင်မန်၏ တမာတရားပတ်၌တတိခံခြင်းကငါသည်မွေးဖွားခြင်းကိုခံ၍ဤလောကသို့ကြွလာပြီတမာတရားနှင့်ဆက်ဆိုင်သမျှသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏ဟာလေလုယာယေရှုကဒီလောကမှာသူမွေးဖွားလာရခြင်းအကြောင်းကတမာတရားကိုတည်တည်ခံမှုဖြစ်တဲ့ဟာလေလုယာ ယေရှုကသူလောကကိုကြွလာခြင်းကတမာတရားနဲ့ဆက်ဆိုင်တဲ့သူတွေကိုဖျားသခင်ရဲ့စကားကိုနားထောင်တတ်အောင်လို့သူကဒီလောကမှာလာရောက်ဝေးဖွားခံယူခြင်းဖြစ်တယ်လို့ဖော်ပြထားတာဖြစ်တယ်သူကိုယ်တိုင်လည်းဘယင်ဖြစ်တယ်အတိအကျဝန်ခံပြီးတော့ မိန်တော်မူတယ်ဆိုတာတွေ့ရတယ်ဟာလေလုယာသခင်ယေရှုကသူဟာဘုရင်ဖြစ်တယ်နိုင်ငံကိုအုပ်ဆိုးတဲ့သူဖြစ်တယ်လို့သူကအတိအကျပြောခဲ့တယ်အဲ့တော့ဘယ်နိုင်ငံကိုအုပ်ဆိုးတာလဲလို့ပြန်ပြီးတော့မှမြေချင်းခံရတယ်အဲ့ခါမှာယေရှုကပြောလဲဆိုတော့ငါရဲ့နိုင်ငံတော်ကဒီလောကနဲ့မဆိုင်ဘူး ဖျားနိုင်ခင်တော့ ਨੇ ဆိုင်နေတိကျပြန်လေဖြေချခဲ့တယ်အဲ့ဒါကိုကြည့်ရအောင်ယေရှုပြောတဲ့နိုင်ခင်တော့ဆိုတာကဒီမြေကြီးနိုင်ငံသားတွေအတွက်အလွန်မှစိမ့်တဲ့နိုင်ငံဖြစ်တယ်မြေကြီးနိုင်ငံသားတွေအတွက်မရင်းနှီးတဲ့နိုင်ငံတော့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကာလမှာ နိုင်ငံတော်လို့ကြိုးတဲ့ခါမှာသူတို့ရဲ့အထဲထဲမှာရှုပ်ထွေးနေတာဖြစ်တယ်။ဒါတိုင်းနိုင်ငံนี่လို့ပြောလိုက်တဲ့ခါမှာသူတို့ရဲ့ကာလကရောမနိုင်ငံကသူတို့ကိုလွှမ်းမိုးချုပ်ကန်နေတဲ့အချိန်ဖြစ်တယ်။အဲ့တော့ယေရှုရဲ့နိုင်ငံတော်လို့ပြောလိုက်တဲ့ခါမှာသူတို့ကဒီမြေကြီးပေါ်မှာရှိတဲ့ယုတ်ခန္ဓာမြင်တွေ့ရတဲ့နိုင်ငံကိုပဲစဉ်းစားတယ်။ဒါပေမဲ့ယေရှုပြောတဲ့နိုင်ငံလို့ဆို ဝိညာဉ်နိုင်ငံတော်ဖြစ်တယ်ဖရားနိုင်ငံတော်ဖြစ်တယ်အဲ့ဒါကိုသူတို့ရှင်းရှင်းလင်းလင်းသဘောမပေါက်နိုင်ဘူးဖြစ်နေဒီနေ့ကဘာပေါ်မှာလေယေရှုပြောတဲ့ဖရားနိုင်ငံတော်ဆိုတာကလူတွေကသဘောမပေါက်နိုင်ရှုပ်ထွေးနေကဘာပေါ်မှာရှိတဲ့နိုင်ငံတော်နဲ့ရောထွေးပြီးတော့မှသူတို့ကနားမလည်နိုင်ဘူးရှုပ်ထွေးနေကြယေရှုပြောတဲ့နိုင်ငံတော်ဆိုတာဝိညာဉ်နိုင်ငံဖြစ်တယ်ဖရားနိုင်ငံတော်ဖြစ်တယ်ဟာလေလုယာ ယေရှုပြောလိုက်တဲ့အခါမှာလူတွေကရှုပ်ထွေးကြတယ်နားမလည်နိုင်ကြဘူးဆိုတဲ့အခါမှာအဲ့ဒီအချက်သေးမှာအရေးကြီးတဲ့အချက်ကယေရှုရဲ့ mission ယေရှုရဲ့တာသနာလုပ်ငန်းကဘာလဲဆိုတော့ဖျားနိုင်ငံတော်ကဒီမြေကြီးပေါ်မှာလာရောက်လွှမ်းမိုးဖို့ကောင်းကင်ဘုံရဲ့ တကူကမြေကြီးပေါ်မှာလာရောက်ပြည့်စုံဖို့ဟာလေလုယကောင်းကင်ရဲ့ပြည့်စုံခြင်းကပျက်စီးနေတဲ့မြေကြီးပေါ်မှာဖခင်ရဲ့ပြည့်စုံခြင်းနဲ့ပြည့်စုံရှင်တန်ဖို့အတွက်ယေရှုကလာရောက်ခြင်းဖြစ်တယ်။အဲဒါကြောင့်ယေရှုကကောင်းကင်နိုင်ငံရဲ့ကောင်းကြီးတွေကိုဒီမြေကြီးပေါ်ကိုယူဆောင်ပေးရတာဖြစ်တယ်။ကောင်းကင်နိုင်ငံရဲ့ကောင်းမြတ်ခြင်းတွေကို ဒီနေကြီးပေါ်ကိုတည်ဆောင်လာခဲ့ပြီးတာဖြစ်တယ်။ဟာလေလုယ။ဘာဖြစ်လို့ယေရှုကကောင်းကင်နိုင်ငံတော်ရဲ့လွှမ်းမိုးခြင်းကောင်းကင်နိုင်ငံတော်ရဲ့တကူတွေကိုမြေကြီးပေါ်ကိုယူဆောင်လာရတယ်လဲဆိုဒီကဘာမြေကြီးကနာကျင်ခြင်းနေနဲ့ပြည်နေတယ်။ဒီကဘာမြေကြီးကအမောင်တို့ကြီးတဲ့ကဖုံးလွှမ်းထားပြီးတော့အမောင်တို့ထဲမှာလူတွေကယုံကြည်နေရတယ် အမောင်ဒုတွေမှာလူတွေကပျက်စီးနေပျက်စီးခြင်းတွေနဲ့ပြည်နေဒီမိကဘာမိကြီးပေါ်မှာလူတွေကဆင်းရဲဒုက္ခတွေနဲ့ပြည်ဝပြီးတော့မှယုံမထွက်နိုင်ဘူးဖြစ်နေအဲ့ဒီအရာကိုအပြောင်းအလဲလုပ်ဖို့လိုအပ်ပြီဆိုတာသိရှိရတဲ့ကြောင့်ယေရှုကကောင်းကင်နိုင်ငံရဲ့တကူကောင်းကင်နိုင်ငံရဲ့လွှမ်းမိုးမှုကောင်းကင်နိုင်ငံရဲ့ကောင်းကြီးကောင်းကင်နိုင်ငံရဲ့ ချင်နာချင်းကောင်းကင်နိုင်ငံရဲ့ချစ်ချင်းလုံးဆိုကိုယူဆောင်လာပြီးတော့မှဒီမြေကြီးပေါ်မှာလိုအပ်နေတဲ့အရာတွေကိုပြောင်းလဲပြစ်ဖို့အတွက်ယေရှုကြွလာခြင်းဖြစ်တယ်။ဟာလေလုယာ။ထိုပြောင်းလဲမှုကိုဖြစ်စေဖို့အတွက်ယေရှုကမွေးဖွားခြင်းကိုခံရဖြစ်တယ်။ဟာလေလုယာ။တင့်ကိုဒီနာချင်းချင်းနဲ့ပြည့်နေတဲ့မြေကြီးနိုင်ငံသားအဖြစ် ယေရှုကရှင်တန်စီခြင်းတာမဟုတ်သူရဲ့ကယ်တင်ရှင်ကိုလက်ခံရယူပြီးတော့မှဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းနေနဲ့ပြည်နေတဲ့ဘုရားသခင်အားဖြင့်ပြန်လည်မွေးဖွားခြင်းကိုခံယူပြီးတော့မှဘုရားနိုင်ငံတော်သားဖြစ်တင့်ကိုဒီမြေကြီးပေါ်မှာရှင်တန်စီခြင်းတဲ့အတွက်ကြောင့်သူကိုယ်တိုင်ဒီမြေကြီးပေါ်ကိုစင်းကြွလာပြီးတော့မွေးဖွားခြင်းကိုတင့်အတွက်ခံယူခဲ့တာဖြစ်တယ်ဟာလေလုယာ င့်ကိုဘုရားသခင်ရဲ့နိုင်ငံသားဖြစ်ယုံမြမကဘုရားရဲ့အမွေကိုခံစားစေခြင်းနဲ့တူတူသူဟာလာရောက်မွေးဖွားခြင်းကိုခံယူတာဖြစ်တယ်။တင့်ကိုမောင်မိုက်တကိုယ်တည်းကနှုတ်ယူဖို့အတွက်တင့်ကိုနာကျင်မှုတွေနဲ့ပြည့်နေတဲ့ဘဝဒုက္ခတွေကနှုတ်ယူဖို့အတွက်ဘုရားရဲ့နိုင်ငံတော်တွေကိုတင့်ကိုသွင်းဖို့အတွက်ယေရှုကတင့်ကိုဒီကဘာကြီးကနေယူနှုတ်ဖို့အတွက် သူကြွဆင်းလာပြီးတော့မွေးဖွားခြင်းကိုခံယူတာဖြစ်တယ်မိတ်ဆွေဒီယခုစဉ်းစားပါအရန်ကြီးကြီးတယ်ယေရှုတင်အတွက်လှုပ်ဆောင်ပြီးတဲ့ရာကိုတင်သေးချစွာသိရှိဖို့လိုတာဖြစ်တယ်ဟာလေလုယကောလတဲ့ခန်းကြီးတဲ့ခန်းငယ်စနစ်ကနေ73မှာဘာပြောထားလဲဆိုတော့အလေးလိုက်နေသောတန်ရှင်းသူတို့၏အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မိအကြောင်းကျေးဇူးပြုတော်မူ၏ မောင်မိုက်တကိုးမှလည်းငါတို့ကိုနှုတ်၍ချစ်တော်မူသောတားတော်၏နိုင်ငံသေးသို့တွင်းတော်မူ၏ထိုတားတော်၏အသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းတည်းဟူသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏ဟာလေလုယာယေရှုကဒီလောကရေကိုလာရောက်မွေးဖွားပြီးတော့မှသူ့ရဲ့အသွေးနဲ့သင်ရဲ့အပြစ်ကိုစီကြောပေးတယ်လှုပ်ပေးတဲ့အပြင် ဖျားသခင်ရဲ့နိုင်ငံတော်တွေကိုတင့်ကိုတွင်းပေးတယ်။မောင်မိုက်တကူကနေတင့်ကိုဂျွေးနှုတ်ပေးတယ်။အလင်းနဲ့တင့်ကိုနေစီတဲ့အလင်းနိုင်ငံသားဖြစ်စီတဲ့တန်ရှင်းသူဖြစ်စီတဲ့ဖျားရဲ့အမွေတော်ကိုခံတော်သူဖြစ်စီတာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်မိတ်ဆွေတင့်ရဲ့အတွင်းစိတ်ဝိညာဉ်ထဲမှာတင့်ရှင်းရှင်းလင်းလင်းလေးနားလေတရှိဖို့ရာက ဖျားနိုင်ငံတော်ရဲ့ကောင်းကြီးမင်္ဂလာအလုံးစုံကတင့်သေးမှာအပြည့်အဝရှင်တန်ဖို့ရန်အတွက်ယေရှုကိုတင့်အမှန်တကယ်ခေါ်ဖိတ်လက်ခံဖို့လိုတာဖြစ်တယ်။တင့်အသေးမှာတန်ရှင်သောဝိညာဉ်တော်ရဲ့အသက်ကိုတင်ရှင်တန်စေခိုင်းဖို့လိုတာဖြစ်တယ်။ဖျားနိုင်ငံတော်ရဲ့ကောင်းကြီးမင်္ဂလာအပြည့်အဝတင့်သေးမှာတင်ရယူဖို့လိုတာဖြစ်တယ်။ဖျားနိုင်ငံတော်ရဲ့လွှမ်းမိုးခြင်းကိုတင်အပြည့်အဝခံယူဖို့လိုတာဖြစ်တယ်။ ပြီးတဲ့အခါမှာဖခင်နိုင်ငံတို့ရဲ့လွှမ်းမိုးခြင်းကိုသင်နေရာတိုင်းမှာဆက်လက်ပြီးကူးဆက်စေဖို့လိုတာဖြစ်တယ်ဟာလေလုယသင်ရဲ့အထဲမှာဖခင်သခင်ရဲ့ဝိညာဉ်တော်ကိုသင်ကနေရာပေးပြီးတော့မှဖခင်ရဲ့ဝိညာဉ်တော်ကိုအသက်ရှင်ခွင့်ပေးလိုက်တဲ့အခါမှာသင်ဟာဆိုရင်ကောင်းကင်နိုင်ငံတော်ကိုတည်ဆောင်တော်သူဖြစ်နေတာဖြစ်တယ်။ဟာလေလုယ။တည်ရောက်ရှိတဲ့နေရာမှာကောင်းကင်နိုင်ငံတော်ကရောက်ရှိလာမှာဖြစ်တယ်။ တင်ရောက်ရှိတဲ့အရက်တိုင်းမှာတင်ရောက်ရှိတဲ့အရက်တိုင်းမှာကောင်းကင်နိုင်ငံရဲ့လွှမ်းမိုးခြင်းကိုတင်ခံစားရုံကမကတိပလီမှာရှိရသူတွေလည်းခံစားရရှိမှာဖြစ်တယ်။ဆိုလူကအခန်းကြီး၁၈အငယ်၂၁ကိုကြည့်ရအောင်။ဤအရက်ကိုကြည့်ပါထိုအရက်ကိုကြည့်ပါဟုပြောစရာအခွင့်မရှိအเจ้าမူကားဘုရားသခင်၏နိုင်ငံတော်သည် တင်တို့ဤအထဲ၌ရှိသည်ဟုမိန်တော်မူ၏ဟာလေလုယာကောင်းကင်နိုင်ငံဘမာရှိလေလို့သူများပြီကဟာကောင်းကင်ကိုမော့ကြည့်ပြီးတော့လကောင်အတင်းတော့အဆောက်အဦတွေကိုကြည့်ပြီးတော့တော်လကောင်ဒီမှာရှိတယ်ဟိုမှာရှိတယ်အပေါ်မှာရှိတယ်အောက်မှာရှိတယ်လက်ညိုးထိုးပြဖို့မလိုပါဘူးဘာဖြစ်လို့လဲဆိုကောင်းကင်နိုင်ငံတော်ကဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်အပြည့်အထေးထဲမှာ တင်ယုံကြည်လက်ခံတဲ့အချိန်ကနေစပြီးတည်ရှိနေတာဖြစ်တယ်။တင်အထေးထဲမှာဘုရားသခင်ရဲ့နိုင်ငံတော်ကတည်ရှိနေတာဖြစ်တယ်။လက်ညှိုးထိုးပြเสียနေရာမဟုတ်ပါဘူး။ကောင်းကင်နိုင်ငံတော်ကတင်အထေးထဲမှာတည်ရှိနေတာဖြစ်တယ်လို့ယေရှုကအတိအကျပြောထားတာဖြစ်တယ်။ဟာလေလုယာ။ဟေရှာယအခန်းကြီး53အငယ်10ကိုတွေ့ကြည့်ရအောင်နော်။ ထာဝရဘုရားသည်သူ့ကိုနှိပ်စက်ခြင်းကအလိုတော်ရှိ၍နာစီတော်မူ၏သူသည်အပြစ်ဖြေသောရှိကိုပူဇော်ပြီးမှအမျိုးຫນွေတော်ကိုမြင်ရလိမ့်မည်ဟာလေလုယယေရှုခရစ်တော်ကရှိအဖြစ်ပူဇော်တယ်ဘုရားသခင်ရှိမှပူဇော်ပြီးတဲ့အခါမှာသူရဲ့အသွေးတော်နဲ့ရွေးဝေလိုက်ချင်းခံရတဲ့တင်ဟာ ဖရာရဲ့အမျိုးအနွေတော်ဖြစ်သွားတာဖြစ်တယ်။ဖရာရဲ့နိုင်ငံသားဖြစ်သွားတယ်အတိအကျဖော်ပြထားတာဖြစ်တယ်။ဟာလေလုယ။ဒါကျမ်းစာကအတိအကျပြောထားတာဖြစ်တယ်။သင်ဟာဖရာနိုင်ငံတော်လွှဲမိုးခြင်းကိုခံယူပြီးတဲ့အခါမှာသင်အားဖြင့်မြေကြီးပေါ်မှာဒုက္ခပြဒနာရဲ့တိနဲ့ဒီကဘာကြီးပေါ်မှာဖရာနိုင်ငံတော်ကိုဆက်လက်ပြီးလွှမ်းမိုးသွားဖို့ဖရာသခင်ရဲ့အကြံစီတော်ဖြစ်ပါထို့အကြံစီတိုင်း သင်ဆက်လက်လျှောက်လန်းရှင်သင်ပါမိတ်ဆွေအာမင်ဆုတောင်းရအောင်ခမဲတော်ဖတ်ပြာယေရှုခရစ်တော်ကိုဆေးလွပြီးကျွန်ုပ်ရဲ့အပြစ်ကိုဆေးကြောပြီးတော့မှကျွန်ုပ်ကိုဖရာသခင်အားဖြင့်ပြန်လည်မွေးဖွားခြင်းခံယူစီလေကောင်းကင်နိုင်ငံတော်ရဲ့လွမ်းမိုးခြင်းကောင်းကင်နိုင်ငံတော်ရဲ့ကောင်းကြီးမင်္ဂလာကောင်းကင်နိုင်ငံတော်ကမြေကြီးပေါ်မှာတက်ရောက်ဖို့တွေ့ ျွန်ုပ်ကိုအတုံးပြုတ်နေတော့ကြောင့်ဂျေဆုတင်တယ်။ကောင်းကင်နိုင်ငံတော်ကကျွန်ုပ်ထဲမှာတည်ရှိနေတော့ကြောင့်ဂျေဆုတင်တယ်။ကိုရောနိုင်ငံတော်ဖြစ်ကျွန်ုပ်ဒီအသက်ရှင်လက်ကိုရောရဲ့ပြည့်ဝဆုံးလင်းသောကောင်းချီးမင်္ဂလာမြောက်ကျွန်ုပ်အားဖြင့်ဤမြေကြီးပေါ်ရဲ့နေရာတိုင်းမှာလွမ်းမိုးစေတော်မူပါမိကြောင့်ယေရှုနာမဖြင့်ဆုတောင်းကိုးကွယ်ပါရပါ။အာမင်။